အားလုံးပဲမင်္ဂလာပါရှင်။ CJ Platform ကနေနေ့စဉ်တင်ဆက်ပေးနေကြမူလဝတ္ထအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့2025ခုနှစ်အော်တိုဘာလ30ရက်နေ့ကြာသပတေးနေ့အတွက်နောက်ဆုံးရမူလဝတ္ထအခြေအနေတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့ရဲ့မူလဝတ္ထမှာတော့စိတ်ဝင်စားစရာကောင်းတဲ့မူလဝတ္ထအခြေအနေနှစ်ခုရဲ့တက်ရောက်မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုပြောပြပေးပါမယ်။ပထမတစ်ခုကတော့ BNN ကကြေကနေရွေ့လျားလာခဲ့တဲ့လေဝေလိုင်းဖြစ်ပြီးအခုဆိုရင်ထိုင်းပင်လယ်ကွေတွေကိုရောက်ရှိနေပြီဖြစ်ပါတယ် ဒီလီဝေလိုင်းဟာအနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးမနက်ပြန်အော်တိုဘာလ31ရက်နေ့မှာတော့ကျမတို့နိုင်ငံတနင်္သာရီတိုင်းဘိမြူနီကနေဖြတ်ကျော်ပြီးကပလီပင်နယ်ထဲကိုဝင်ရောက်လာဖို့ရှိနေပါတယ်။အဲ့ဒီနောက်မှာအားကောက်လာပြီးနွေဘာလ1ရက်နေ့မှာဘင်္ဂလားပင်လယ်အော်ထဲကိုဝင်ရောက်လာနိုင်ပါတယ်ရှင်။တစ်ချိန်တည်းမှာပဲအိန္ဒိယနိုင်ငံထဲကိုဝင်ရောက်ခဲ့တဲ့ဆိုက်ကလုန်းမုန်တိုင်းမွန်ထာရဲ့အကျဉ်းကျန်တိုင်တိုင်းတွေဟာလည်းအရှိတ်ဘက်ကိုပြန်လည်ရွေ့လျားလာနေပါတယ်။ ဒီမိုးလေဝသအခြေအနေနှစ်ခုရဲ့အကျိုးဆက်အနေနဲ့ဒီကနေ့ကနေနိုဝင်ဘာလပထမပတ်ကုန်ထိမြန်မာနိုင်ငံတော်ဝန်လုံးမှနေရာကွက်ကြောင်မိုးရသွန်းမှုတွေကြုံရမှာဖြစ်ပြီးအချို့နေရာတွေမှာမိုးသေးထန်နိုင်ပါတယ်ရှင်။အထူးသဖြင့်တောင်သူဥကြီးတွေသတိပြုဖို့အချက်ကတော့လာမယ့်ရက်တစ်ပတ်အတွင်းမှာစပားရိတ်သိမ်းတာ၊နေလန်းတာနဲ့ပဲမျိုးစစ်ကျဲတာတွေအတွက်ဖြတ်မှုအနေရရှိနိုင်တာကြောင့်နေ့စဉ်မိုးလေဝသတည်င်းတွေကိုအမြဲမပြတ်စောင့်ကြည့်ပြီးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ကြဖို့အကြံပြုလိုပါတယ်ရှင်။ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်အရလာမယ့်9ရက်တွင်ရခိုင်အေယာဝတီရန်ကုန်ပဲခူးကရင်ချင်းမုံနဲ့တနင်္သာရီတိုင်းတို့မှာမွေးစိမ်နှလမကနေလေးလမထပ်ပြည့်ရသွင်းနိုင်ပါတယ်ဒီကနေ့ညနေပိုင်းဒီခန့်မှန်းချက်ကိုအသေးစိတ်ကြည့်မယ်ဆိုရင်တော့တနင်္သာရီတိုင်းမှာနေရာနှံ့ပြကချင်းရန်ကုန်တိုင်းနဲ့အေယာဝတီတိုင်းတို့မှာတော့နေရာကျကျမိုးထိပ်ချုံရနိုင်ပါတယ် အထူးသတိပေးချက်အနေနဲ့ရန်ကုန်အေယာဝတီနဲ့တနင်္သာရီတိုင်းဒေသတွေမှာမိုးတိမ်တောင်တွေအကောင်းနေတာကြောင့်မိုးထစ်ချုံတာလက်စည်းလက်တာမိုးကြိုးပြတာနဲ့အတူလေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တာကြောင့်ပြည်သူတွေအနေနဲ့အထူးသတိပြုကြဖို့တိုက်တွန်းလိုပါတယ်ရှင်။ပင်လယ်ပြင်အတွက်ကတော့မြမကယ်ယူတဲ့တခြားနယ်ကမ်းလွတ်ပင်လယ်ပြင်မှာလေတိုက်နှုန်းတနအိမ်မိုင်30ထိရှိနိုင်ပြီးလိုင်းအမြင့်ဟာ9ပေကနေ9ပေခန့်တိရှိနိုင်ပါတယ်။ဒါကြောင့်ပင်လယ်ခရီးသွားမဲ့သူတွေနဲ့ကန်နီကန်ဝင်းရေလောက်သားတွေအနေနဲ့အထူးသတိပြုသွားလာကြဖို့ကြံပြရပါတယ်ရှင်။ မူလဝေဒဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝေဒခံမှန်ချက်တွေကိုဆက်လက်ဆောင်ကြည့်ပေးဖို့မြစ်တရဲခံလိုပါရဲ့ရှင်။ကြည့်ရှုနာဆင်ပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါရဲ့ရှင်။မိမိတို့ဒေတာအတွင်းမှာဖြစ်ပေါ်နေတဲ့မူလဝေဒနဲ့ရတဲ့ဥတုဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာရေးသားမျှဝေပေးခဲ့ကြပါဦးရှင်။